င်းနိုင်ငံရဲ့အကြီးဆုံးကောင်းကင်ဘန်းညံကိုရောက်ဖူးကြပြီလားစိတ်ဝင်စားရင်လိုက်ခဲ့ဆောင်းဝဒီကာ2.0ဒီနေ့မှာတော့ဘန်ကောက်ဒူးဆစ်စင်ထရယ်အတွင်းမှာရှိတဲ့ Skypad အကြောင်းတင်ဆက်ပေးခြင်းနဲ့ခနေဧကအထည်ကျန်ဝန်းပြီးတော့ဘန်ကောက်မြို့တွေမကဘဲနဲ့ထိုင်းနိုင်ငံရဲ့အကြီးဆုံးကောင်းကင်ပန်းခြံကြီးဖြစ်တဲ့တတ်မှတ်ခံထားရတဲ့ဒီပန်းခြံကြီးအတွင်းမှာရှိတဲ့ကုန်ငယ်လေးတွေ၊ငားလေးတွေ လှပတဲ့တစ်ပင်ပန်းမင်ဆုံဆုံလင်းလင်းထည့်သွင်းထားပြီးတော့ကိုရိုင်းတောအုပ်ထဲကိုရောက်သွားတယ်လို့မျိုးခံစားရမယ်။ဒါအပြင်တောင်တက်ရတဲ့ feeling မျိုးကိုလည်းရရှိစေဖို့အတွက် လေးလွာနေပြီးတော့ခုနှစ်လွာအထိကိုလည်းရှောက်လန်းအစင်စင်ဖန်တီးပေးထားတယ်။ နိုင်နိုင်မဲ့နေရာဖြောပြင်းနေရာတွေကိုလည်းထည့်သွင်းပေးထားတဲ့အပြင် Skype ဖြစ်တဲ့အတွက်ကြောင့်ဘန်ကောက်မြို့ရဲ့အလှကိုအပေါ်စီးကနေရင်သက်ရှင်မဖို့တွေ့နိုင်မှာပါဒီနေရာလေးကိုလာမယ်ဆိုရင်တော့ BTS စီလုံးလိုက်ဆလာဒံမှတ်တိုင်းဒါမှမဟုတ် MRT blue line စီလုံးမှတ်တိုင်းကနေဆင်းပြီးတော့9မိနစ်လောက်လမ်းလျှောက်လိုက်ရောက်တယ်လို့ bus car နဲ့ဆိုရင်တော့ဒီနံပါတ်တွေရောက်ပါတယ် ဝင်ကြီးခမဲ့ဖြစ်ပြီးတော့ open နေရွာအနေနဲ့ကတော့မနက်7:00နာရီကနေည7:00နာရီနေ့စဉ်ပိတ်ရမရှိဖွင့်လှစ်ပေးထားပါတယ်။ကဲဒါဆိုရင်တော့အားလိုက်ရတဲ့မှာဒီလိုကြီးမားတဲ့ကောင်းမြင်ပန်းချီစီကိုတစ်ခါတော့တက်ကြည့်တင်တယ်နော်။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတိဆက်ပေးသွားမှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်။အားလုံးပဲတတ်တာ